င်္ဂလာပါရှင်ရခုံခေတ်တဲ့မနက်ခေတ်တဲ့နေ့ကိုတင်ဆက်ပေးပါမယ်ရှင်ရေပြုံမြို့နယ်မှာစစ်တပ်စစ်ကြောင်းကို၃ချိန်တက်ခတ်မှုမှာစစ်တပ်ဘက်ကခလာရ290ကုန်တက်ရင်မူဘုံမူတန်းတရာပါဝင်49ဦးတည်သွားပါတယ်မတရားမြို့နယ်မှာရှမန်စစ်စစ်ရေးမြေတားကလာအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်16ဦးကိုဖမ်းဆီးရရှိပြီးကားလေးစီးနဲ့လက်နက်14လက်ကိုတင်ဆက်ရရှိခဲ့တဲ့သတင်းပါဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်းတပုတ်ကတော့တနင်္သာရီတန်းရေဖြူမြို့နယ်မှာတိုက်ပွဲ၃ချိန်ဖြစ်ပွားပြီးအကြက်ဖက်စစ်တပ်ဘက်ကခလရ290တုံးတန်ရင်းမှုဗုံးမှုတန်းထည့်အောင်ပါဝင်စစ်သား49ဟာထေသွားတယ်လို့ဒေါနာစစ်ကြောင်းကတာဝန်ရှိသူတို့ကပြပြပါရယ်ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကရေဖြူမြို့နယ်တာယာမွန်ကျေးရွာနီးတိတွေ့တိုက်ပွဲအတွင်းမှာအကြက်ဖက်စစ်ကောင်စီတပ်ဘက်က ဘိုးဆင့်ရှိသူပါဝင်ခုနှစ်ဦးဟာတည်သွားတာဖြစ်ပြီး6ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့တာလည်းဖြစ်ပါတယ်။လာတို့ဇွန်လ17ရက်နေ့ကလည်းရေဖြူမြို့နယ်ရာဖြူကျေးရွာတဲ့ကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လိုင်းမဟာမိတ်ပူပေါင်းတပ်ဖွဲ့ဝင်တွေက drone နဲ့ပုံကျဲတက်ခတ်ခဲ့ရမှာခလျာ293တရင်မူဘုံမူတန်းထရောင်နဲ့စစ်သား3ဟာတေသွားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်ဇွန်လ16ရက်နေ့ကလည်းရေဖြူမြို့နယ်မြောက်ချောကျေးရွာနေဖြစ်ပွားတဲ့တိုက်ပွဲမှာတော့ဂျပန်စစ်တပ်ဘက်ကဗိုလ်ကြီးအဆင့်ရှိသူတိုးပါဝင်38ဦးဟာတေသွားတာဖြစ်ပြီးအများအပြားလည်းထိခိုက်ဒဏ်ရာရှိခဲ့လို့သိရှိရပါတယ်။အဲဒီတိုက်ပွဲတွေအတွင်းမှာအဂျပန်စစ်တပ်ကလက်လက်ကြီးနဲ့ပြစ်ခတ်ခဲ့မှုကြောင့် တရားမွန်ကျေးရွာကနေရင်တလုံးပေါ်ကိုကြောက်ရောက်ပောက်ွက်သွားခဲ့ပြီးကလေးငယ်နှစ်ဦးပါဝင်မိသားစုဝင်၄ဦးစလုံးဟာတည်သွားခဲ့တယ်လို့လည်းသိရပါတယ်ရှင်။မန္တလေးတိုင်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းမတရားမှုနယ်မှာဆောင်ရွက်ခဲ့တဲ့ရှမ်းမန်စစ်စီနေရတာကာလအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်စစ်ကြောင်ကိုဖမ်းဆီးရရှိပြီးလက်နက်၁၄ရပ်ကိုတင်ဆက်ရရှိထားတယ်လို့တော်လိုင်းသတင်းမြစ်ကပြောပြပါရတယ်။ ဇွန်လ26ရက်ကလည်းဇွန်လ28ရက်နေ့ထိနေရတာကာလအတွင်းမှာပြုံးလင်ခဲပကဖနဲ့မတရားညွန့်နဲ့ပကဖတိုက်နယ်သုံးတို့ကရှမ်းမန်စစ်စစ်ရေးကိုလက်တွဲညီညီဟန်ချက်ကြကြနဲ့မတရားညွန့်နဲ့အတွင်းထက်တော့ရေးကိုပူပေါင်းရေးလှုပ်ဆောင်ခဲ့လို့လည်းသိရှိရပါတယ်။အဲဒီစစ်စစ်ရေးဆောင်းမှုအတွင်းမှာစစ်တုံးပန်း၁၆ဦးကိုဖမ်းဆီးရရှိခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။အဲလိုစစ်တုံးပန်းတွေဖမ်းဆီးရရှိခဲ့သလိုလက်နက်တွေကိုလည်းတင်းစဲရမိထားတယ်လို့လည်းသိရပါတယ်။ ဒါအပြင်စစ်ကူလာတဲ့စစ်ကြောင်းကိုမိုင်း၁၆ကျောင်းမိုင်းခွဲနိုင်ခဲ့တယ်လို့စစ်ကူကား၅စီးကိုလည်းဖျက်ဆီးနိုင်ခဲ့ပြီးကား၄စီးကိုလည်းသိမ်းဆဲရပ်မိထားတယ်လို့လည်းသိရပါတယ်ရှင်။တစ်ဆက်တည်းမှာပဲမန္တလေးတိုင်းမိုးကုတ်မန္တလေးလမ်းပိုင်းမှာပြိုးတဲ့ပကပကစီးဆန်ရလှုပ်ရှားမှုတွေကိုလှုပ်ဆောင်နေတယ်လို့ပြိုးတဲ့ခရိုင်ပကပစီကနေသိရှိရပါတယ်။မိုးကုတ်မန္တလေးလမ်းပိုင်းတနေရာမှာစစ်မှန်တာပြင်မှာပြိုးတဲ့ခရိုင်ပကပတာဝန်ခံနဲ့ ဒုတာဝန်ခံဖြစ်သူတို့ကအနီးကပ်ကုတ်ကဲလမ်းညွန်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။မိုးကုတ်မြို့မှာ TNL ဦးဆောင်တဲ့တော်လန်တွေကတိုက်ခိုက်နေခြင်းတွေ့မှာပြည်သူ့ကာကွယ်တပ်တွေကမန္တလေးမိုးကုတ်လမ်းပိုင်းတို့မှာဆေးရလှုပ်ရှားမှုတွေစောင့်နေတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့ရှမ်းပြည်နယ်နောင်ချိုမြို့က666ဒုံးတက်ရဲမကြဆုံးရဲတွေအကြမ်းဖက်စစ်ကောင်စီကလေကြောင်းလက်လက်ကြီးပစ်ကိုတွေနဲ့အပြင်းထန်ခုခံနေတယ်လို့ TNL ကပြောပြပါဗျ။ဂျွဲလာနေ့ရက်နေ့မှာနောင်ချိုမြို့ကဒုံးတက်ရဲ666တက်စကန်မှာမနက်7:00နာရီကနေညနေ4:30မိနစ်အထိတိုက်ပွဲတွေပြင်းထန်ခဲ့တာလည်းသိရပါဗျ။အကြမ်းဖက်စစ်တပ်ကဗန်မွေးရွာကနေတိုက်ပွဲဖြစ်ပွားနေတဲ့ဒုံးတက်ရဲ666တက်စကန်ကိုလက်လက်ကြီး16လုံးပစ်ကိုခဲ့ပြီး လေချောင်းပစ်ကိုတွေပါအသုံးပြုတိုက်ခတ်ခဲ့ကစစ်ရဟ90ဦးလဲပြန်လဲဖြစ်တင်းမှုပြုလုပ်နေလို့လည်းသိရှိရပါတယ်။နောင်ချိုမြို့တိုက်ပွဲမှာဂျပန်စစ်တပ်ရဲ့စကခတေလောက်ကန်ခမရ134ခမရ135နဲ့တပ်မ69လောက်ကန်ခမရ300တဲခမရ303ခမမ306တပ်ရင်းတွေပါဝင် ခမရ134နဲ့ခမရ135တပ်စခန်းတွေကိုတောင်းတမတော်ကသိမ့်ပိုက်လိုက်ပြီးရဲ့နောက်မှာ ကျန်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားချုပ်ရာ66ဒုံးတိုင်ရင်းကိုတွားရောက်ပူးပေါင်းခဲ့လို့လည်းသိရှိရပါဗျ။လာသူတပ်မဟာနှင့်စစ်ဒေသကြောက်မဲမျိုးကအကြမ်းဖက်စစ်ကောင်စီရဲ့ခမရ901နဲ့902တပ်စခန်းတို့မှာလည်းမနက်6နိုင်မှာတိုက်ပွဲဖြစ်ပွားခဲ့လို့သိရပါဗျရှင်။ချင်းပြည်နယ်တရင်တဘောက်ကိုတက်ဆက်ပေးကြပါမယ်။ချင်းပြည်နယ်မတူပြည်မြို့သိမ်းတိုက်ပွဲတွေမှာအကြမ်းဖက်စစ်တပ်က Jet Fighter တွေနဲ့ဘာသာရေးအဆောက်အအုံတွေကိုပစ်ပတ်ထားဘုံကျဲဖျက်ဆီးခဲ့တယ်လို့ ချင်းလန် defense force မတူဘီ bridge gate 1အဖွဲ့အစည်းကသိရှိရပါတယ်။ဂျပန်စစ်တပ်ကတိုက်လေရင်နဲ့ဘုံကျဲဖြစ်စီမှုကြောင့်ခရီးရန်ဘာသာဝင်တွေရဲ့ထွတ်မြတ်ထားရဖျားချောင်း၃ချောင်းနဲ့ပြည်သူဝိုင်းနေတွင်ပြည်စည်းဆုံးရှုံးခဲ့ရလို့လည်းသိရှိရပါတယ်။ဂျပန်စစ်တပ်ရဲ့တိုက်လေရင်နဲ့ဘုံကျဲဖြစ်စီမှုကြောင့်မတူဘီမျိုးကအထင်ကြီးရဘာသာရဲ့အဆောက်အအုံဖြစ်တဲ့ Union ဓမ္မကောလေမတူဘီနှစ်ချင်းအသင်းတော်နဲ့ထတ်တော်နှစ်ချင်းဖျားချောင်းတို့ပြည်စည်းခဲ့လို့လည်းသိရှိရပါရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ဘုတ်ကတော့ရခိုင်ပြည်နယ်တန်တွဲမြို့ကကြန့်ရှိနေတဲ့အကြမ်းဖက်စစ်တပ်စခန်းအောင်းလုံးကိုအေအေကအပြင်းထန်ဆက်လက်ထိုးစစ်ဆင်နေပြီး ULAA အမည်ကိုအသုံးချကဟော်တန်နဲ့ခီးသွားလုပ်ငန်းရှင်တွေစီကနေငွေကြေးလိမ်လည်သူတွေကိုချက်ချင်းရပ်တန့်ဖို့အေအေကတတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။လက်ရှိအချိန်မှာအရခတက်တော်အနေနဲ့တန်တွဲမြို့ကဖက်စစ်စစ်ကောင်စီရဲ့စခန်းတွေအပါအဝင် တိမ်ပိုက်ဖို့ကြံရှိနေတဲ့အခြားမျိုးတွေကစစ်စခန်းတွေအားလုံးကိုမယံမနာထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့လည်းသိရှိရပါဗျ။အဲဒီလိုတိုက်ပွဲတွေပြင်းထန်နေမှုကိုအခွင့်ကောင်းယူကမတမာသူအုပ်စုတစုက ULAA အမည်ကိုအသုံးပြုပြီးတန်တွဲငပလီပတ်ဝန်းကျင်က ဟိုတယ်နဲ့ခီးသွားလာရေလုပ်ငန်းရှင်တွေစီကနေအတေးအဓမ္မငွေလိမ့်လဲတောင်းခံကောက်ယူရလို့လဲ AA ကထုတ်ပြန်ထားပါဗျ။ ULAA အမည်ကိုအသုံးပြုပြီးအယောင်ဆောင်ငွေလိမ့်လဲတောင်းခံနေသူတွေအနေနဲ့အခုလိုလိုရတွေကိုချက်ချင်းရပ်တန့်ဖို့အတွက် AA ကတတိပေးလိုက်ပြီးတန်တွဲငပလီပတ်ဝန်းကျင်ကဟိုတယ်နဲ့ခီးသွားလာရေလုပ်ငန်းရှင်တွေစီက အခွန်ကောက်ခံတာငွေကြေးကောက်ခံတာမျိုးမရှိဘူးလို့အရခတက်တော်ကပြောပါတယ်။အဲဒီလိုချင်းကြောင့်ငွေညစ်တောင်းခံလာတာတွေထပ်မံရှိလာရင် ULAA ဗိုလ်ဌာနချုပ်နဲ့တန်တွဲဒေတာတောင်းခံတဲ့စီကို အချိန်မရွေးဓာတ်ရိုက်ဆက်သွယ်ပြီးစုံစမ်းမေးမြန်းနိုင်တယ်လို့လည်း AA ကတတိပေးချက်ထုတ်ပြန်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမများပါ